သူ့ကိုလည်းနှစ်သိမ့်တယ်ဆိုသူမျက်ရည်ကျတယ်သူဖန်နေအတွက်မလုတ်ပေးနိုင်ဘူးဒီလောက်စင်းသည့်ပဲသူလုတ်ပေးနိုင်ခဲ့တဲ့အတွက်သူဝန်းနေပြီးတော့သူဝန်းနေမျက်ရည်ကျတော့လာအားပေးတာပါဒီနောက်မှာစစ်ပေးရစီမြေပေးခဲ့ပါတယ်ဒီဖိမင်းပေါ်မှာသူပြောသွားတဲ့အဲ Q&A ကအစ speech ကအစလူတယောက်ချင်းစီရာဒီ awareness လေးတစ်ခုချင်းစီရသွားမယ်ဆိုလို့ရှိရင်သူပြန်ရတာအမျက်ပဲ။ best experience ပါတယ်ဒါဒီ top runner ဖြစ်ရရရခဲ့ဆိုတော့ကိုကိုအရင် congratulation လုပ်မိရဲ့ကိုကိုလည်း proud ဖြစ်တယ်အဲ့တော့ဒီပဲချိန်မဲပြောင်းချိုင်းပြောင်းချိုင်းမှာဇူလိုင်ဝင်ထဲဆိုတာဖြစ်နေရပါမယ်။ကောင်းယူပါတယ်။အဲအဓိကကျွန်တော်ဒီပြိုင်ပွဲကိုရောက်လာကြရဲဆိုတာက crown တစ်ခုရဲ့အတွက်မဟုတ်ဘူး။အားလုံးရဲ့အိမ်မက်ကတော့ crown ပဲ။ဒါပေမဲ့ crown တစ်ခုရဲ့မဟုတ်ဘူး။ သူဘာတွေပေးနိုင်ခဲ့တယ်လဲသူဘလို့ awareness လုပ်ပေးနိုင်ခဲ့တယ်လဲလူလူတွေကိုဘလို့အကျိုးပြုနိုင်ခဲ့တယ်လဲဘလို့ advocacy နဲ့ဘလို့ project တွေနဲ့အကောင်းဆုံးရှေ့ဆက်ပြီးတော့ဒီစီမင်းပေါ်ရောက်လာခဲ့လဲဆိုတာကတော့ဒီပြိုင်ပွဲပြိုင်ရခြင်းရဲ့အမျက်ပဲအဲ့တော့သူ့ကိုလည်းနှစ်သိပ်တယ်ဆိုတာသူမျက်ရည်ကျတယ်သူ family အတွက်မလုပ်ပေးနိုင်ဘူးဒီလောက်စဉ်းသီးပဲသူလုပ်ပေးနိုင်ခဲ့တဲ့အတွက်သူဝန်းနေပြီးတော့သူဝန်းနေမျက်ရည်ကျတော့လာအားပေးတာပါဒီနောက်မှာ2025 third runner up may tina အားရတာဗောအရင်အားရတယ်ဘယ်လိုဇလိုင်ရောက်လာတဲ့အချိန်ကနေအခုဆိုနှစ်လကျော်သွားပြီလေနော်ဒီနှစ်လကျော်အတွင်းမှာကလေးက pressure ရဲများတယ်ဖိအားတွေများတယ်အဲ့အတွင်းမှာမှသူအကောင်းဆုံး enjoy လုပ်ပြီးပြိုင်သွားနိုင်တယ်အဲ့အဲ့ဒါကိုကကျွန်တော်တို့အတွက်အမြတ်ပဲမဟုတ်ဘူးလားနော်အဲ့တော့ဒီဖိမင်းပေါ်မှာသူပြောသွားတဲ့အဲကျွန်နေကအစား speech ကအစားလူတယောက်ချင်းစီရာဒီ awareness လေးတစ်ခုချင်းစီရသွားမယ်ဆိုလို့ရှိရင်သူပြန်ရတာအမြတ်ပဲဒီနေ့လည်းမဟုတ်ဘူးမနေ့ ိုလွတ်ချင်တဲ့အရာကိုအခုချက်ချင်းလွတ်ဆောင်လိုက်တာအကောင်းဆုံးအရာပဲဖြစ်ပါရဲ့ရှင်ဒုတိယတွင်မဟုတ်ဘူးကျန်တဲ့ကလေးတွေအားလုံးလည်းသူတို့ပေးစင်တဲ့ message တွေသူတို့လိုချင်တဲ့ awareness တွေပေးနိုင်ခဲ့တာကဒီ symbol ကိုတက်လာရခြင်းရဲ့အမျက်ပဲလို့ယုံကြည်ပါတယ်ဟုတ်အာပထမဆုံး first experience ပါတယ်ဒါအာဒီ third runner up ဆိုရရရခဲ့ဆိုကိုကိုအရင် congratulation လုပ်မိရယ်ကိုကိုလည်း proud ဖြစ်တယ်အာ vibe ဖြစ်ပေါ့နော် placement တစ်ခုကိုရခဲ့တယ်။သူကအရန်ဝမ်းသာပါတယ်ပထမဆုံး join နဲ့ win ပါတယ်ပေါ့နော်။စိတ်ကတော့လွတ်ကြရဲ့အရန် nervous ဖြစ်တယ်ဒါပေမဲ့အာအကောင်းဆုံးစိတ်ကိုပြင်ဆင်ထားရဲ့အလုံးဝဟိုနောက်ဆုံးထည့်ကိုပဲတွေးထားရဲ့ပေါ့နော်။အဲ့တော့ကြောင့်မို့လဲဘာမှအခက်ခဲတော့မရှိပါဘူးတော့။ဟုတ်အဓိကကတော့ရှင်ပြိုင်ခြင်းအဓိကပါပဲ။ပေါ့အရင်ဟို interview တွေမှာလည်းအများအားပြောခဲ့ရယ်အာဒီမေကုံးလည်းအများအားမေးကြရယ်အဲအများအားလည်းပြောတယ်ရှင်ပြိုင်ကျဲအဓိကပဲပေါ့နော်အဓိကတော့ဆရာစနပြောသလိုပဲအာဒီ placement တွေထပ်ပေါ့ပေါ့နော်ကိုဘယ်လောက်ထိ awareness ပေးနိုင်လဲဆိုတဲ့ပုံမှာပြည်သက်တွေရောပြီးတော့ဘယ်လောက်ထိအဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကို appreciate လုပ်ပေးရပုံမှာလည်းကိုပြီးတော့မှပျော်မိပါရဲ့ပတ်တာပါအခုမှအခုမှစင်မစင်လာစင်လာစင်လာပြီပါ join season နဲ့ဆိုတာသူ့ရဲ့ passion ပေါ့အဓိကသူ့ရဲ့ passion အမျိုးသမီးရဲ့ passion တွေ Miss Universe ဖြစ်တဲ့အတွက်ဒီ Miss Universe ဆင်းမြင်ပေါ်ရောက်လာကြတယ်အဲ့တော့ तू ဘယ်ချိန်မဲပြန် join ပြန် join तू ကတော့ပြောတယ်တမီးဒီချိန်မှာမရလို့ရှင်တမီးပြန် join ခဲ့ရင်လည်းဆရာစီပဲလာမှာနော်ဆိုတော့စကားဆိုကိုပိုအားရတာပေါ့အဲ့တော့ तू ဘယ်ချိန်မဲပြန် join ပြန် join မှာဇူလိုင်ဝင်ထဲဆိုတာဖြစ်နေရပါမယ်အဲ့တော့အခုမှတော့ तू ဆင်ပွားဆင်းသင်းချင်းဆိုတော့ तू လည်းမစင်စားသေးဘူးဆိုတော့ तू နဲ့ live ဖက်တဲ့ပွဲဆိုတာထက်အဲကျွန်တော်တို့ဒီ तू join လိုက်တဲ့ pageant ရဲ့ ပုံစံကိုကျွန်တော်တို့ပြောင်းမေးရတာအဲ့ဒီပုံမှာမူတည်ပြီးတော့သူတို့နဲ့ live ဖတ်တယ်မ live ဖတ်တယ်ဆိုတာ fan တွေဝေဖန်ကြတာပေါ့နော်အဲ့တော့ဟိုအကောင်းဆုံးလုတ်ပြနိုင်ခဲ့တယ်ကျွန်တော်တို့အစပြောပြီးသားအဲ50 50ပဲပြင်ဆင်ထားတယ်စိတ်ကိုအဲ့တော့ကျွန်တော်တို့တင်မဟုတ်ဘူးအဲ့လိုမျိုး50 50ပြင်ဆင်ထားတဲ့ဒူတွေကပို့ပြီးခံနိုင်ရရှိနိုင်မယ်ထင်တယ်အဲ့တော့အခု နောက်ပြိုင်ပွဲ join မယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့စုအတွက်ကိုပဲဖြစ်ဖြစ် placement အတွက်ပဲဖြစ်ဖြစ်50-50ပြင်ဆင်ထားတာစိတ်ခံနိုင်ရင်အင်အားပိုရှိရလို့ထင်ပါတယ်အဲ့တော့ပြိုင်ချမယ်ဆိုလို့ရှိရင်လည်းဘလို advocacy တွေပေးမယ်ဘလို awareness တွေပေးမယ်ဘလို inspiring လုပ်စေခဲ့မယ်ဆိုတဲ့အရာတွေနဲ့ comeback ပြန်လာစေချင်ပါတယ်ပြန်လာမယ့်သူတွေကိုလည်း July ရဲ့ fan တွေကိုလည်း July ရဲ့ transformation ကိုဟိုအားလုံးအားရွားတယ်ကျင်းတဲ့သွားတယ်အဲ့ဒါကျွန်တော်တို့အမြတ်ပဲဟုတ်တယ်မလား ်တယ်ဘာလို့လဲဆိုတော့ promotion join နဲ့အာ back experience လည်းဖြစ်တယ်ဒီ pageantry ရဲ့မှာ promotion ရောက်လာတဲ့သူလည်းဖြစ်တယ်ဒါပေမဲ့အခုလိုမျိုးအမ် bit way ပေါ့နော် way မှာဒီ placement တစ်ခုချိန်တာနဲ့ကိုကိုအရန်ခုံယူတယ်အရန်ဝမ်းတာတယ်အရန်ချိန်ရပါတယ်အာ ပြင်းနေမယ်လဲကျင်းနေမယ်လို့ထင်ပါရဲ့အဖေဖေကတော့ဖေဖေမေကတော့ပြောနေကြပါတော့အဲဘယ်လို placement ပဲရရဘာမှဖြစ်ဘူးအဓိကတော့ကိုစူးစမ်းဖို့ကိုစူးစမ်းတဲ့ဟာကိုအားလုံးသိမြင်နိုင်ဖို့ပေါ့နော်အဲအဲ့ဒါအဓိကကျင်းနေတာပေါ့တခါလေးဆိုသူ camp နေပြရနောက်ကြရဆိုလို့ရှိရင်လေအဲသူသူရဲ့စူးစမ်းမှုပေါ့ကျွန်တော်ပုံနေမတင် state data မတင်တာလေးနော် social media ပေါ်မှာတခါလေးည3နာရီ4နာရီထိုးွားလဲဒီ journey အတွက်ကို training နဲ့လုပ်တယ် ဆိုတော့ဟိုဒါသူ့အတွက်အမြက်ကသူ knowledge တွေရသွားတယ်ဒီ funding ရဲ့ transformation ဖြစ်သွားတဲ့အခါမှာ July ဝင်းထယ်ဆိုတာဖြစ်သွားတယ်ဆိုတာလက်ခံကြရဲဆိုတာပြိုင်ပွဲအတွက်အမြက်ဆိုတော့ကျွန်တော်တို့ဒီ training ရဲ့ result တွေအားရကျေနပ်မှုရှိပါတယ်အရင်ပြောသလိုပေါ့ဆရာကြီးရဲ့လောဘကတော့အတော်မတက်နိုင်ဘူးအဲ့တော့ July ပြန်ပြီး comeback တဲ့ချိန်ကြလို့ရှိရင်လည်းအများဆုံးအကောင်းဆုံးနေဖြစ်အောင်ပြည်တက်တွေစိတ်ကျေနပ်တဲ့အနေထားဖြစ်အောင်တော့ကြိုးစားပေးပါဦးမယ်ကျေးဇူးပါခင်ဗျာ